ခေါင်းချင်းဆွမ်းနဲ့ဆယ်စုနှစ်တခုကြာအဖေးမှာနိုင်များတဲ့မှတ်တမ်းကိုရပ်တန့်ခဲ့တဲ့ United United ကတော့အကြံပံမလုပ်ဘဲနဲ့အမှန်ကန်ဖြုတ်ပြနေပါပြီ။အရင်လိုမော်တင်ကန်နာမှာဆော့တင်လန်သလားနိုင်ဖို့အတွက်ဂိမ်းမှုတွေဟာတကယ်ကိုပဲအမှန်ကန်ဖြုတ်ပြနေတာဖြစ်ပါရင်ဒီအာဒီမာ United အတင်အားရလဒ်တွေမကောင်းဘူးဆိုပေမဲ့သူတို့နိုင်ထားတဲ့အသင်းတွေကိုကြည့်လိုက်ရင်နည်းနည်းရအသင်းတွေမဟုတ်ပါဘူး။ အင်္ဂုမကစားခဲ့တဲ့ပွဲစဉ်တုန်းကဒီယာဒီမှာကလပ်ကပလာချန်ပီယံဖြစ်တဲ့ချဲစီတင်းကို2-1နဲ့ယူနိုက်တက်စေခဲ့သလိုအခု FA မှာကစားခဲ့တဲ့ဝေဝင်ပွဲစဉ်မှာလည်းလက်ရှိပရီးမီးယားလိချန်ပီယံလီဗာပူးတင်းကို2-1နဲ့ယူနိုက်သွားစေခဲ့တာဖြစ်ပါရင်ဒီပွဲစဉ်ကိုမကြည့်ရတဲ့သူတွေကတော့ United အသင်းကကံကောင်းလို့နိုင်တာပါကွာအခုနေ့တိုင်းကဗလိုက်မှုတွေရှိလို့နိုင်တာပါကွာအမျိုးမျိုးပြောကြမှာပဲဒါပေမဲ့ပွဲစဉ်ကိုအစားဆုံးကြည့်ရတဲ့သူတိုင်းပြောမှတခုတည်းကတော့ United အသင်းကလီဗာပူးတင်းကိုထားထက်တဲ့နိုင်ရရှိသွားခဲ့တာဖြစ်ပါရင်တကယ်ကိုကစားကွက်အသားနီးပြပိုင်းအသားနဲ့လီဗာပူးရဲ့အားနည်းချက်တွေကိုထိုးနှက်ပြီးတော့ သူတို့လိုချင်နေတဲ့သူတို့လိုအပ်နေတဲ့အနိုင်၃မှတ်ကိုရအောင်ယူသွားခဲ့တာဖြစ်ပါတယ်။တကယ်တော့ဒီပွဲစဉ်ဟာ United ထက်အနိုင်၃မှတ်ထက်အများကြီးပိုပါတယ်။ဘာကြောင့်လဲဆိုတော့ United အသင်းနေ2016ခုနှစ်တုန်းကဒီ FA ကွန်းမှာ Rooney ရဲ့တလုံးတည်းသောအတွင်းကိုနဲ့အနိုင်ရရှိခဲ့ပြီးတဲ့နောက်ဒီ FA ကွန်းမှာအနိုင်မရရှိခဲ့တာ၉နှစ်နီးပါးကြာမြင့်နေခဲ့ပါပြီ။နောက်ပြီးဒီကွန်းမှာပဲ United အသင်းဟာ 7C 5C အဲ့လိုဂိုးရလေးနဲ့ရှုံးနေကြတာကြောင့် United ပြည်သက်တွေအတွက်ကတော့ FE ဆိုတာအိမ်မန်ဆိုးပါပဲဒါပေမဲ့ဒီနှစ်မှာတော့ Amorian ဒီအိမ်မန်ဆိုးတွေကိုဖိဖျောက်ပေးနိုင်ခဲ့ပြီလို့ပြောရမှာဖြစ်ပါတယ် United တင်ရဒီနေ့ပွဲမှာ၃လနေနေ့ကစားနဲ့ပွဲထွက်လာခဲ့ပြီးတော့တိုက်စစ်မှာကိုညာကိုထောင်ထားရင် Mason Mount ဘူအမ်ဘူရုနဲ့တွဲပေးထားပါတယ်ကိုယ်လည်းမှာတော့ Bruno Fernandes နဲ့ Gasmer တို့ပွဲထွက်လာခဲ့ပြီးတော့ Wingback တွေအဖြစ်အားမနဲ့ဓာတ်လုံးခင်းချင်းသွားခဲ့တာပါ အဲ့တော့နောက်တန်းမှာတော့ရှောမကွမ်းနဲ့ဒီလေးတို့ပွဲထလာခဲ့ပြီးတော့ကိုသမားနေရာမှာတော့ဆန်းနဲ့ပွဲအစဉ်ကလည်းဆွမ်းပြခဲ့တဲ့ Sandy Lesman ကိုပဲဆက်လက်ပွဲထုတ်ခဲ့ပါရီ။ Asian Lawau အသင်းကလည်း၄-၃နဲ့ကစားကွက်ပေါ်မှာ Ethan Soberstein, Gabo, Salah, Graven Brashman, Alistair, Bradley Konate, Van Dijk, Milo Gakiru အစုအဖွဲ့တွေပဲ United ကိုပြန်လည်ရင်ဆိုင်လာခဲ့ပါရီ။အဲ့တော့ပွဲစားရဆိုတဲ့ United ဟာကစားပုံခက်ချင်းနဲ့ပွဲကိုစတင်ခဲ့ပြီးတော့ပွဲချိန်10မိနစ်အကျော်မှာရင် Ambumo ရဲ့အသွင်ကိုလည်းဥဆောင်ထားနိုင်ခဲ့ပါရီ။ Chelsea ဥဆောင်ကိုပေးလိုက်ရတာကြောင့် Liverpool ကစားကွက်ပြတ်သွားခဲ့ပုံရပြီး United ကို ောင်းကောင်းရှင်ကစားဖို့အတော်လေးခက်ခဲကြတာမြင်တွေ့ခဲ့ရပါရင်ယူနိုက်တက်ကလည်းဒီနေ့ပွဲမှာကစားပုံတော်လေးကောင်းမွန်ခဲ့ပြီးတော့လီဗာပူးကိုကောင်းကောင်းရှင်ကစားနိုင်ခဲ့တဲ့ ။၎င်းကလည်းသူတို့ရဲ့ပုံစံအတိုင်းပြန်လည်ဖိအားပေးမှုတချို့ပြုလုပ်နိုင်ခဲ့တာမြင်တွေ့ခဲ့ရပေမယ့်အဆုံးသက်ပိုင်းကအားနည်းချက်ရှိနေခဲ့သလိုဒီနေ့ပွဲမှာ United ရဲ့နောက်တန်းကစားပုံကလည်းအတော်လေးကြိလိခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်။ပွဲရဲ့မင်းတဆယ်ဝင်းချင်းမှာဂက်ဘိုရဲ့ area take ကကန်ချက်ကတော်လေးကောင်းခဲ့ပေမယ့်ဘာဒန်ထိထွက်သွားခဲ့တာက United တို့အတွက်တသက်ရရှိခဲ့ပါတယ်။ United ဘက်ကလည်းဝေးဘောတွေနဲ့တောက်လျှောက်ပြားပေးထားနိုင်ခဲ့ပြီးတော့ပွဲချိန်နဲ့ဆက်လေးမိနစ်မှာ Bruno ရဲ့အပိုင်ကန်ချက်ဘေးချော်ထွက်ခဲ့တာနှမျောစရာပါ။ပွဲချိန်နဲ့ဆက်ခွန်လိုက်မှာဆိုရင်လည်း United ဘက်ကအန်ဘူမို Mason Mount ရဲ့ဂိုးရနိုင်တဲ့ခွင့်ကိုလေဘောက်ကုသမကာဝယ်သွားနိုင်ခဲ့တယ်။အဲဒီနောက်အပြန်အလှန်ခွင့်တွေရရှိခဲ့ပေမယ့်ဂိုးဖြင့်ပြောင်းလဲနိုင်ခြင်းမရှိ ခဲ့တာကြောင့်ဘရိုင်းပြီးမှာတော့ United ကပွဲကိုဦးဆောင်ထားနိုင်ခဲ့တာပါ။ဒုတိယပိုင်းမှာတော့ United ဘက်ကအထာနီးလာခွင့်ကောင်းယူပြီးတော့ Liverpool ဘက်ကတောက်လျှောက်ဖိအားပေးထားနိုင်ခဲ့တယ်။ပွဲချင်း၄၈မှာဆိုရင် Gabo ရဲ့ဝေးဝိုက်ကန်ချက်ကကောင်းမွန်ခဲ့ပေမဲ့တိုင်ထီသွားခဲ့တာပါ။ အဲ့တော့လေမောဘက်ကဒနဆက်ဖိအားပေးထားနိုင်ခဲ့ပြီး United ကတော့တမ်ပြန်တိုက်စစ်တွေကိုအားပြုကစားလာခဲ့ပါတယ်။ပွဲချင်း89နှစ်မှာတော့လေမောဘကိုခြေပါကိုပြန်လည်ရရှိသွားခဲ့ပြီးတော့လူကျောင်းထောင်ချောက်ကိုဖောက်ထွက်ပြီးတော့ဂက်ဘိုကသွင်းယူခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လေမောဘရဲ့ဥဆောင်ကွာ9မိနစ်တောင်မခံနိုင်ပဲပွဲချင်း84မိနစ်မှာတော့ Bruno Fernandes ရဲ့ဖျက်တင်ပေးမှုကနေခေါင်းကြီးဟာ United အတွက်အနိုင်ကိုကိုပြန်လည်သွင်းယူသွားခဲ့ပါတယ်။ဥဆောင်ကိုပြန်လည်ပေးလိုက်ရတဲ့လေမောဘကလည်းခြေပါကိုပြန်လည်ရရှိဖို့တဲတန်စူးစမ်းခဲ့ပေမဲ့လေဂက်ဘိုရဲ့အပိုင်ခေါင်းတိုက်ချက်လွဲချော်သွားခဲ့တာလည်းဖိမမမလုပ်ပြနိုင်ခဲ့တာမရှိပါဘူး။ United ခံစစ်ကလည်းအကောင်းဆုံးထိန်းချုပ်သွားနိုင်ခဲ့ပြီးတော့ Legend ပွဲချင်းတွေမှာအနိုင်ရလတ်ကိုဆက် ထိန်သွားခဲ့တာကြောင့် FA မှာစေတုနှစ်တစ်ခုကြာအနိုင်များရှိခဲ့တဲ့မှတ်တမ်းကို United တို့ချိုးဖျက်သွားနိုင်ခဲ့တာပဲဖြစ်ပါတယ်